မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ငလင်ကျောင်းနေပြည်တော်စည်ယုံကျောင်းအပောင်းလွတ်တော်အစားအုပ်ပြိုကျတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြင်အား9.9 Richter scale အစဉ်ရှိငလင်လျှောက်ခတ်မှုကြောင့်နေပြည်တော်ရှင်စည်ယုံကျောင်းထဲမှာအစားအုပ်များလွတ်တော်ခလာရ85တန်ယုံတိုင်းစစ်ဌာနချုပ်အပောင်းနေအစားအုပ်များပြည့်စည်ခဲ့ကြောင်းသိရပါတယ်။ဗိုလ်ကြီးစင်ရောကနေပြည်တော်စည်ယုံကျောင်းထဲမှာအစားအုပ်တော်တော်များများပြိုကျတဲ့အထူးကိုက်ရှိရလို့သိရတယ်။ပြီးရင်နေပြည်တော်တိုင်းစစ်ဌာနချုပ်ယုံနဲ့တိုင်း င်းအုပ်ချုပ်ရေးမှူးချုပ်အပါအဝင်စေဘက်ဆိုင်ရာအဆောင်အဉ်ပြူကြတဲ့ပြင်မနာမျိုးလည်းကခါလာရ85တဟောင်းကလည်းတရင်ဌာနချုပ်ရုံးအပါအဝင်ကျန်တဲ့အုပ်ချုပ်ရေးမှူးလူနေအဆောင်အဉ်ပြူကြတဲ့အထူးကိစ္စကစုံစမ်းနေစေဘက်ဖြစ်တယ်လို့ပြောပါတယ်လွတ်တော်အဆောင်အပါအဝင်လွတ်တော်နာရှိဝန်ထမ်းအင်အားတွေနဲ့ပြူကြပြီးပေါင်းလောင်းစင်အပ်သွားတဲ့အတွက်စေချိုးမှဆိုလို့ရှေးဖောက်ကြမယ်စာရီတင်ထားတာကိုလည်းတွင်ရအောင်၎င်းကပြောပါတယ် နေပြည်တော်ဒေသခံတအူးကအင်းကတော့တိုင်းအိမ်ဆိုတော့အကုန်လုံးကျွေပြားတွေကွာကြကုန်တာတိုင်းနေရိုင်ထွက်ကုန်တော့ဘိုးထိုင်အစ်စ်တလုံး၅သိန်းတန်လောက်ဝင်ထားတာတထွာလောက်ကိုကွဲသွားတယ်တော်တော်ကျန်နေအတိပြောက်တော့မကြသေးဘူးမြစ်ကန်းနာစစ်တောင်းမြင့်အရှိဘအုပ်ဖို့ဆောင်ဆိုတဲ့ကျေးရွာမှာတော့မြေတွေအကွဲပြီးရေတွေတောင်ထွက်တယ်လို့ပြောပါတယ်ဆဲတွေဘာတွေကျိုးမှစိတ်ပူရတယ်လို့ပြောပါတယ်ဒါပြင်မြို့မစေးတပြေကုန်းစေးကြောင်မြင့်ရတနာပြတိုင်း Ocean Saver Center အပါဝင်နေအများပြလည်းပျက်စီးမှုရှိနေပြီးဒေသခံများလည်းမိမိတို့နေထိုင်ရာအိမ်ပျက်စီးမှုတွေကို လူမှုကွန်ရက်ပေါ်တင်ထားသလိုလမ်းဒီမှာလည်းပြိုပြက်ပြီးဖုန်းလိုင်းအဆက်အသွယ်တွေပြတ်တောက်နေကြောင်းသိရပါဗျ။ ဆက်လက်ပြီးဟိုတယ်အောင်ပန်းပြူချမှုပိတ်မိနေသူတွေကိုရှာဖွေကင်ဆယ်ရေးလုပ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့နယ်မှာအင်အားပြင်းကလင်းကြောင့်ဟိုတယ်အောင်ပန်းပြူချမှုအတွင်းပိတ်မိနေသူတွေကိုရှာဖွေကင်ဆယ်ရေးလုံဆောင်နေရလို့ဆိုပါတယ်။အောင်ပန်းမြို့နယ်ရဲ့လမ်းမကြီးပေရှိ6ထက်အဆင့်မြင့်ဟိုတယ်အောင်ပန်းကအလုံးစုံပြူချခဲ့တာဖြစ်ပြီးဝန်ထမ်းများနဲ့တဲခိုသူ20ထက်မနည်းပိတ်မိနေကြောင်းဒေသခံတို့ရဲ့ပြောဆိုကြရသိရပါတယ်။ငလင်းလှုပ်တာငလင်းတအားကျန်တဲ့ဟိုတယ်အောင်ပန်းပြူသွားတာအဲ့ဒီထဲမှာလူတွေအများကြီးပိတ်မိနေတဲ့ရှားတလ ောက်ခင်ရမယ်လို့အောင်ပန်းမျိုးလူမှုကွန်ရက်ဖွဲ့ဝင်တောင်းကရှုံးတန်ဖိုင်မှတ်တမ်းရကူပြီးမလ28ရက်နေ့လယ်နေနိုင်ကမှလူမှုကွန်ရက်မှာဖြန့်ဝေထားပါရယ်လက်ရှိမှာမိသက်ဌာနမှာမော်တော်ယာဉ်၃စီးရောက်ရှိနေပြီးကေဆိုင်လုပ်ငန်းများစတင်ဆောင်ရွက်နေကြောင်းသိရပါရယ်ပြူကြတဲ့ချိန်ဟိုတယ်တွေကလူတွေမထွက်နိုင်မှုပြောတယ်အခုတော့မိသက်ကလူတွေစပြီးရှာဖွေနေကြပါပြီလို့ပြူကြသွားတဲ့ဟိုတယ်အောင်ပန်းအနီးဝန်းကျင်ရောက်ရှိနေသူတအုပ်ကပြောပါရယ်ငလင်က Restar Scale 9.9အဆင့်နဲ့ဒီကနေ့မလ28ရက်မနက်7:00မိနစ်50 ်မှာပထမကြိမ်လှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်အချို့ဆက်လှုပ်ခဲ့ပါတယ်။အင်အားအလွန်ပြင်းထန်တဲ့ငလင်ဖြစ်လို့နောက်ဆက်တွဲငလင်တွေထပ်လှုပ်နိုင်ကြောင်းပညာရှင်အချို့ကသတိပေးထားပါတယ်။ ဆက်လက်ပြီးငလင်းကြောင်မန္တလေးမြို့ရိုးနယ်အထက်မြင့်အဆောက်အများပြိုကျပြီးထိခိုက်ပျက်စီးမှုများတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့အောင်မြင်သာဆန်မြို့နယ်ကိုပဟိုပြူပင်းလှုပ်ခတ်သွားတဲ့အင်အားပြင်းငလင်းကြောင်မန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းပဲခူးတိုင်းတို့မှာထိခိုက်ပျက်စီးမှုများပြားပြီးအထက်မြင့်အဆောက်အများပြိုကျပျက်စီးမှုတွေရှိပါတယ်။မန္တလေးမြို့နေရာချုပ်မှာအထက်မြင့်အဆောက်အများပြိုကျပျက်စီးမှုတွေရှိနေပြီးလူမှုရေးဖွဲ့များကအရေးပေါ်ကိစ္စတွေလှုံ့ဆော်နေရပါတယ်။ငလင်းကြောင်မန္တလေးနမ်းမြို့ရိုးနေရာချုပ်လည်းပြိုကျသွားပါတယ်။ငလင်းက Richter scale 9.9အဆင့်နဲ့ဒီကနေ့မလ28ရက်မနက်7:30မိနစ်50မှာပထမကြိမ်လှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလင်အချိုးဆက်လုံနေပါတယ်အင်အားအလွန်ပြင်းထန်တဲ့ငလင်ဖြစ်လို့နောက်ဆက်တွဲငလင်များထပ်လုံနိုင်ကြောင်းလည်းပညာရှင်အချို့ကသတိပေးထားပါတယ် ဆလပီငလင်းလှုပ်ခတ်မှုကြောင့်နိုင်ငံတော်ပျက်စီးမှုများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးမြို့ချမ်းအေးတာဆယ်မြို့နယ်ပဟိုပြူပြီး Richter scale 9.8အဆင့်အင်အားအလွန်ပြင်းထန်တဲ့ငလင်းလှုပ်ခတ်သွားတယ်လို့ American ဘူမိပေဒါလေးလာရဲ့အသင်း USGS ကအတိအပေးထုတ်ပြန်ထားပါတယ်။မလ28ရက်မနက်7:00မိနစ်50မှာစတင်လှုပ်ခတ်ပြီး10မိနစ်ခန့်စတိုင်လှုပ်သွားပါတယ်။ငလင်းကြောင့်စကိုင်းတရားဟောင်းကျိုးကျသွားပါတယ်။မန္တလေးမြို့မှာဟိုတယ်အဆောက်ပါဝင်လူနေတိုင်များပြိုကျမှုဖြစ်ခဲ့ကြောင်းဒေသခံတွေကအတိအပေးပါတယ်။ ရှမ်းကုန်မန္တလေးအမြန်လမ်းမိုင်တိုင်း360နီးရှိတရားမှလည်းကြိုးကြခဲ့ပါတယ်။အောင်ပန်းမြို့မှာအဆောင်တချို့ပြိုကျပျက်စီးတာကိုလည်းတရင်တပုံမှတ်တမ်းနေရတွေ့ရပါတယ်။အဆိုပါငလင်ကိုမြန်မာတိုင်းနိုင်ငံလုံးအတိုင်းအတာအဖြစ်တည်တည်တာတာခန်းစားလိုက်ရတာပါ။ နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာနိုင်ငံမြို့ကြီးအချို့မှာပြင်းထန်ကလေးလှုပ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအတွင်းရှိမြို့ကြီးအချို့မှာမလ28ရက်နေ့လယ်တနင်္ဂနွေကျင်းကအင်အားပြင်းထန်တဲ့ငလင်းအနည်းဆုံး2ကြိမ်လှုပ်ခတ်သွားကြောင်းဒေသခံတွေစီကသိရပါဗျ။ငလင်းကရှမ်းကုန်းမန္တလေးနေပြီးတော့သက်ကိုင်းအောင်ပန်းပဲခူးကလေးမကွေးကျောင်းဆယ်မူဆယ်ရင်းမပင်စားတဲ့မြို့တွေမှာလှုပ်ခတ်သွားတာဖြစ်ပါတယ်။ဒါအပြင်နေရာအနှံ့ပြားမှာဖုန်းလိုင်းများလည်းပြတ်တောက်လျက်ရှိပါတယ်။စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်များတိုက်ပွဲဖြစ်နေတဲ့ကရင်ပြည်နယ်မှာလည်းငလင်းလှုပ်ခတ်သွားကြောင်း ဒေသခံတချို့ကဆိုပါတယ် မန္တလေးနဲ့စကိုင်းမြို့ကိုဆက်သွင်းထားတဲ့အရာရီမြေကူတရာ20အနက်တရာဟောင်းမှာပြိုချသွားကြောင်း Facebook လူမှုကွန်ရက်မှာတက်လာတဲ့ဓာတ်ပုံမှတ်တမ်းအရာသိရပါတယ်။မန္တလေးမြို့မှာအထက်မြင့်တိုက်ချိုပြိုချသွားပြီးမန္တလေးနယ်မြို့ရဲ့အချို့နေရာတွေပြိုချသွားတယ်လို့ဒေသခံအချို့ကဆိုပါတယ်။ကလေးမြို့ဒေသခံတအုပ်က12:53 54ဝင်းကျင်လောင်းလှုပ်တာခေါင်းတော်တော်တော်မူသွားတယ်။နည်းနည်းလေးတော့ကြမ်းနေအများဆုံး10မိနစ်လောက်ပဲရှိမှလှုပ်တာလို့ဆိုပါတယ်။မန္တလေးမြို့တွင်မှာလည်းငလင်တန်းကြောင်းလူနေအိမ်တချို့ပြိုချပျက်စီးရာတွေရှိပြီးအပျက်စီးတွေကြာပိတ်မိနေတဲ့ ွေလည်းရှိရလို့မြို့ကန်တအုပ်ကဆိုပါတယ်။ဒါအပြင်နမေကျော်ဥပိန်တရာကြောက်တော်ကြီးဖျားတို့ဘက်မှလည်းပြူကျပျက်စီးကတည်ဆုံးမှုလည်းရှိရလို့၎င်းကဆက်ပြောပါတယ်။ဒါပေမဲ့အသေးစိတ်အခြေအနေကိုတော့စုံစမ်းနိုင်ချက်မရှိသေးပါဘူး။ရန်ကုန်တိုင်းဘုတထောင်မြို့မှာနေထိုင်သူတအုပ်ကရှုပ်တရက်အရှင်ပြင်းပြင်းကလေးလှုပ်လာတဲ့အတွက်တိုက်ပေါ်မှာဖက်နှက်တောင်မယူနိုင်ပဲစင်ပြေကြရကြောင်းသိရပါတယ်။ ဒီကနေ့နေ့လေတနအိမ်ကန်ကလှုပ်ခတ်တဲ့အင်အားပြင်းကလင်းကြောင့်ရှန်ကုန်မြို့တာခိတမြို့နယ်ရှိနေအင်ချိုပြက်စီးသွားပြီးအမျိုးသားတအုပ်ဆိုင်ကတိမ်မောင်မှုကြောင့်ထိခိုက်ဒဏ်ရာများရရှိသွားတယ်လို့တာခိတမြို့ကမြို့သားတအုပ်ကပြောပါရယ်ကာလန်ပေါ်ကကားရီအကုန်ရထားတာအဲ့ဒီဆိုင်ကကအရှိန်မလျှော့ပဲမောင်းလာတာအရန်လှုပ်တဲ့အချိန်ဆိုတော့လမ်းပြထိုးဆင်းသွားတာဆိုင်ကလေတော့အဲ့ဒီအမျိုးသားကခေါင်းနဲ့ကြတာတတိပါမိသွားတယ်မနေ့ပြန်ပြီးနှာနဲ့ယူရတယ်လို့ကုညီပေးခဲ့တဲ့ဆိုပါမြို့ကအမျိုးသားကပြောပါရယ်ငလင်လှုပ်ခတ်နေစဉ်အတွင်း၎င်းတို့နေအတွင်းရှိဖြစ်စဉ် ချိုပြင်းစီသွားပြီးမိသားစုအားလုံးအိမ်ပြင်ထွက်နေရတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ်။အကုံထွက်ကြတာလမ်းထဲကလူတွေအကုန်လုံးလမ်းပေါ်မှာပဲမတ်တပ်တောင်မရနိုင်ဘူးအကုန်လုံးထိုင်နေကြတာတပ်တိုင်းတွေထက်ကျိုးတွေဆိုရှမ်းခါနေရပဲလို့အဆိုပါမျိုးသားကပြောပါတယ်။ဘကုမျိုးကံမျိုးသမီးတောင်ကလည်းဘကုမျိုးမငလင်းလောက်ခတ်မှုပြင်းထန်တာကြောင့်နေချိုပြင်းစီသွားပြီးဖုန်းလိုင်းနဲ့လျှက်စင်မီတွေလည်းပြတ်တောက်သွားတယ်လို့ပြောပါတယ်။မိလာတဲ့အချိန်ကိုပြန်ဖြတ်သွားပြီးဖုန်းတွေလည်းတလုံးမှခွန်မရဘူးဖြစ်ဖြစ်ချင်းအင်ကာမီသားစုကိုဖုန်းဆက်တာလုံးဝဆက်မရဘူးလို့အဆိုပါမျိုးသမီးကပြော ောပါတယ်ရန်ကုန်နဲ့ပဲခူးမျိုးရှိဖုန်းလိုင်းအချို့ငလင်းလှုပ်ပြီးမိနစ်30ခန့်ကြာတဲ့အထိဖုန်းလိုင်းတွေပြတ်တောက်နေစေဖြစ်တယ်လို့သိရပါတယ်။ငလင်းကထိုင်းနိုင်ငံမျိုးတော့ဘန်ကောက်ချင်းမိုင်နဲ့မဲဆောက်မျိုးတွေမှာပါလှုပ်သွားကြောင်းသိရပါတယ်။ဘန်ကောက်မှာလည်း ဆောင်းလက်စာတိုင်ချိုပြူကြပျက်စီးမှုရှိကြောင်း Facebook လူမှုကွန်ရက်မှာတက်လာတဲ့ရုပ်သံအချို့ရသိရပါတယ်။ငလင်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့အဆောင်အရေအတွက်နဲ့ထိခိုက်သေးဆုံးသူအရေအတွက်ကိုမသိရသေးပါဘူး။စစ်ကောင်စီထိန်းချုပ်ထားတဲ့မိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကလည်းမြန်မာစံတော်ချိန်တနင်္လာနေ့မိနစ်30အချိန်တိစုံစရာထုတ်ပြန်ထားတာမရှိပါဘူး။ငလင်ကပထမတစ်ချိန်လှုပ်ခတ်ပြီးရင်နောက်နောက်ဆက်တွဲငလင်တွေလည်းလှုပ်နိုင်ခြင်းရှိရတဲ့အတွက်သတိထားဖို့လိုအပ်ပါတယ်။ဒီကနေ့နေ့လည်းတနင်္လာကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ရှန်ကုန်မြို့တာခေတမြို့နယ်ရှိနေချို ပျက်စီးသွားပြီးအမျိုးသားတအုပ်ဆိုင်ကတိမ်မှမှုကြောင့်တိခိုက်ဒဏ်ရာများရရှိသွားတယ်လို့တာဂေတာမျိုးကမျိုးသားတအုပ်ကပြောလဲပြောပါတယ်။ကားလမ်းပေါ်ကကားရီအကုံရထားတဲ့အဲ့ဒီဆိုင်ကကအရှိန်မလျှော့ဝင်မောင်းလာတာအရန်လုတဲ့အချိန်ဆိုတော့လမ်းဘေးထိုးဆင်းသွားတာဆိုင်ကလေးတော့အဲ့ဒီလူကကောင်းနေကြတာသတိပါမိသွားတယ်လို့ပြောပါတယ်။ငလင်းလောက်ခတ်နေစဉ်အတွင်း၎င်းတို့နေအတွင်းရှိပစ္စည်းချို့တွေပျက်စီးသွားပြီးမိသားစုတွေအားလုံးအိမ်ပြန်ထွက်နေရတယ်လို့ပြောပါရယ်။နောက်ဆက်တွဲသတင်းတွေကိုတော့ဆက်လက်ဖော်ပြပြီးသွားမှာပဲဖြစ်ပါရဲ့ရှင်။